ခင်ဖျားပေါ်မှာနော်အပြူစင်ဘွားကိုပေးလိုက်ရတဲ့အေမီဆန်ဆိုပြီးတော့မျှဝေလာတဲ့ဗီဒီယိုလေးတစ်ပုဒ်ပါပေါ့နော်အေမီဆန်ဆိုလို့ရှိရင်တော်တော်အကြောက်မြင်ရတဲ့လူတွေပေါ့နော်လူတွေတိတဲ့အတိုင်းပါပဲနော်နဂမဆိုပြီးရောလေးပဲလူတွေကနော်ခဏခဏနော် Facebook တွေမှာ YouTube တွေမှာ TikTok တွေမှာ Instagram တွေမှာပေါ့နော်အရန်ကိုသတင်းတွေ Social Media မှာနာမည်ကြီးတဲ့လူတွေရောက်ပါနော်ဆိုတော့ကဲဒီနေ့နော်ဖျားပေါ်မှာအပြူစင်ဘွားကိုပေးလိုက်တဲ့အေမီဆန်ရေးပေါ့နော် MC က အမေးဖြေလောက်တော့တဲ့ဥစ္စာကျွန်တော်နေနေဝင်ပြီးတော့နောက်ထောင်ကြည့်မှာဖြစ်ပါလေဗျာအာ424ပေါ့နော်ဒါနော်ကောက်ကောက်စာသာချက်ခင်ရင်တော့ညီမဖြစ်ချင်တဲ့ဆရာပေါ့ဖြစ်မှာပေါ့နော်ညီမအင်ဂျင်နီယာပဲဖြစ်ခွင့်ရခဲ့တယ်ဟုတ်ညီမအင်ဂျင်နီယာပဲဖြစ်တယ်ပေါ့နော်ကျူရှင်လဲပုံမှန်မတော်ဘူးဦးလေးကိုယ်တိုင်အဘော်ဒါဆောင်ဖွင့်ထားတယ်ပုံမှန်မတော်ဘူးဒီလိုပဲကျူရှင်တော့ညီမဖျားတွေပဲတော်ရတယ်ပေါ့နော်ဖျားမှဒီလိုပဲထိုင်နေပျော်နေတာပေါ့စိတ်ထဲမှာဆိုလို့ရှိရင်ငါစာရင်လည်းမရဘူးဆိုပေါ့စိတ်ထဲမှာ အခေါင်းနဲ့ခေါင်းကဖက်ဖက်လိုက်တယ်အဲ့ဒီဖက်ပြီးတဲ့ဟာဒီမှာဆွဲနေတာကံစီလည်းညီမကဘိုးထူးနေလေ organic ဆိုဆရာမေကိုရေတို့ပဲရှိတယ်သူကဆက်ကတလဲလဲလေ့ချရတော့ညီမကဒီမှာအောက်ဆီဂျင်ရောဟိုဟာရော H2 H နဲ့ O နဲ့ညီမညှိပြီးသားဆိုတော့ break ဖြစ်နေတာပေါ့နော်ဒါလေးတော့ညီမကိုညီမတတိထားမိလာတယ်တခုခုဆိုဖြတ်ထုံးညံပေါ့ငါဘာစကားပြောရင်ဘာပြောရမလဲဆိုတာတွေအစညီမတိနေတာပေါ့နော်ဟွန်းအဲ့လိုမျိုးပေါ့နော်အေမီဆန်ဆိုလို့ရှိကြိုပြီးတော့တိတာပေါ့နော် ဒါတော့နော်ကျွန်တော်ရေး viewer များကြားတဲ့အတိုင်းသိတဲ့အတိုင်းပါပဲနော်သူကတော့ကြိုကြိုသိတဲ့လူတွေဒီငလျင်ပင်နာကိစ္စနာပတ်သက်ပြီးတော့လေပေါ့နော်အဲ့လိုမျိုးအကြည့်ကြီးကိုသူငါဆိုရှယ်မီဒီယာမှာနာမည်ကြီးခဲ့ပါသေးတယ်နော်အဲ့လိုမျိုးပြောဆိုချရတယ်ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်ဒီဟုတ်တာမဟုတ်တာတော့ကိုယ့်ကိုယ်ဆုံးဖြတ်ကြပေါ့နော်ဒါနာမည်ကြီးတဲ့အေဗီဆန်ပါနော်ဖျောမှာပြူစင်ဘောကိုပေးလိုက်တယ်ဆိုပြီးတော့လေဗီဒီယိုတွေပုံမြတ်ဝင်လာတဲ့ဗီဒီယိုပေါ့နော် ဲ့ဒါကြောင့်ပေါ့နော်လူတွေကသူ့အပေါ်မှာပေါ့နော်ဒီလိုစာလေးတွေအရေးဖြစ်လာကြတယ်ပေါ့ဘာဖြစ်စလို့ရှိရင် तू ဟုတ်တာမဟုတ်တာတော့အမကိုစိုင်းစားလည်းတိတာပေါ့နော်ဒါတော့ကျွန်တော်ရဲ့ viewer များဆုံးဖြတ်တော့ကြပါကဲပြီးတော့ဆက်လက်ပြီးတော့ကျွန်တော်တို့နောက် video လေးတပုတ်ပေါ့နော်ကျွန်တော်တို့နည်းနည်းကြည့်ရမှာတပုတ်ပေါ့နော်ဒါကတော့နော်ကဲနော်ကာရာအိုကေဆိုတဲ့ဥစ္စာပေါ့နော် KTV မှာရှင်းဆိုပြီးတော့မျှဝေလာတဲ့ video လေးတပုတ်ပါဒီလိုအနေထားနဲ့ဆိုလို့လက်ဘေးအဆင့်အတန်းလေးဆိုတာကိုသဖောပေါက်လိုက်တော့ဆိုပြီးတော့လေးဝေးတော့နော် အောက်မှာ comment လေးတွေရေးလာပါသေးတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့နေ့ဝင်ကြည့်ရမှာဖြစ်ပါတယ်ဒါဆိုတော့ဒီဗီဒီယိုကြည့်ပြီဆိုလို့ရှိရင်လူရဲ့အဆင့်အတန်းကိုခွေးရှားနိုင်ကြပါဘောနော်ဒါတော့ကိုယ်ကတွေ့ကြုံမရှိတဲ့လူဆိုတော့ကျွန်တော်လည်းနော် KTB အကြောင်းနားမလည်ဘူးကဲကျွန်တော်တို့နေ့ဝင်ကြည့်ရမှာဖြစ်ပါတယ်ဗျ ကဲအောက်မှာနော် comment လေးတွေကျွန်တော်လေးလေးဖတ်ကြည့်မှာပေါ့နော်အမ်ဆိုတော့ comment လေးကတော့ရေးထားလိုက်ပေါ့နော်ငါ profile ကိုတေချာကြည့်ပြီးမှဝေဖန်လဲနော်နင်းတောင်ဝေလို့ရတယ်လေတန်ဖိုးမရှိလို့အလကားပေးတာတောင်ဘာမှအသုံးမဝင်ဘူးလို့လေနော် comment တယောက်ရေးလာပါသေးတယ်ကဲနောက်ဆက်လာပြီးတော့ comment ကျွန်တော်တို့အိုး comment ကတော့နော်ကျွန်တော်ကခုနကပြောတော့ကျွန်တော်မှားသွားပါမော comment ကတထောင်ကျော်ရယ်ပေါ့နော်တော်တော်လေးများတယ် comment တော်တော်ကြီးကြတာပေါ့နော်ဒီလိုမျိုးတွေ 1000နော်450နော်ခုနှစ် comment ရှိပါတယ်ဒီလောက်များတဲ့ comment ဆိုတော့ရှိနော်ဒါတော်တော်လေးကိုလူတွေစိတ်ဝင်စားမှုပေါ့နော်မြင့်တက်လာတဲ့ video တစ်ပုဒ်လို့ကျွန်တော်တို့ပြောရမှာပဲဖြစ်ပါတယ်နော်ဆိုတော့ဒီအနေထားလဲပေါ့နော်ဒီဒီ KTV ပေါ့နော် KTV မှာဒီလိုနေတော့တဲ့အနေထားကိုမြင်ပြီးတော့လူတွေကဒီလိုပေါ့နော်သူရသုံးသက်ရှာလေးတွေပေါ့နော်သူရအထင်မြင်ယူဆရှာကြလေးဒီလို comment လေးတွေပေးကြတာပေါ့နော်အထာကတကယ်အဆိုတော်ဆိုတော်ကြီးစတိုင်လက်အမှန်ကန်ပဲ မှန်တယ်ပဲပေါ့နော်မှန်တယ်နော်အထာကတော့ပေါ့နော် တော်တော်လေးအထာကတော့တကယ်အဆူတော်ကြီးစတိုင်အမှန်ကန်ဟီရိုမီပေါ့ထွက်လာတဲ့အတန်ကရစ်ွက်ထိကအလူသရှင်ဆိုတဲ့လူတွေအတန်ထတော့နော်ပိုဆိုးနေတယ်လေနော်တော်တော်လေးရရတယ်နော်ဗီဒီယိုကိုတင်ရတာဆိုဗီဒီယိုလေးပေါ့နော်ကွန်မန့်တရားရှင်းလာပါသေးတယ်နော် ကဲနောက်တရားကတော့နော်ရောအကြာကြီးလားလဲလို့ရေးလာပါသေး comment တော့ထောင်းနေ၄၀၀နဲ့၄၀နဲ့9ယောက်ဆိုတော့တော်တော်ကိုနော်လူတွေကဒီဗီဒီယိုလေးကိုနော်စိတ်ဝင်စားပြီးကြည့်ရတယ်နော်ကောင်းနေတော့ဆိုပြီးတော့ရေးလာပါသေးတယ်နောက်တရားကတော့နော်တရှင်းနော်တရှင်းနာမည်လေးပြောပေးပါလားလဲအမ်အတန်မကောင်းဘူးလဲ back အဆုံးထိကြည့်တယ်နောက်သူကတော့အတန်မကောင်းဘူးနော်ဒါပေမဲ့အဆုံးထိကြည့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေ တရှင်းဆိုပြတာလားလဲဘာပြတာလားဒီလိုเนาะဆိုတော့ကျွန်တော်တို့တရှင်းကိုကြည့်ရမလားเนาะဟိုမလူကိုကြည့်ရမလားဗောနောနောက်တော့အရှိကဟာကိုကြည့်ရမလားကဲကျွန်တော်ဆက်လိုက်ပြီးတော့တရှင်းကိုပို့ပြီးတော့ဆုံးအောင်နားထောင်ပေးပါဗျအင်း

နောက်လေမြိုက်သူတရားဝေးရိုက်နေရနော်ဘေးမှာလည်းရှိအောင်ပါနော Thank you. ကဲတရှင်းကတော့ဒါပါပဲပြန်နော်။ဗာဆိုနေတာလေးဆိုပြီးတော့လေးပေါ့နော်။ကွန်မက်တွေကရေးလာပါသေးရေ။ဘောင်းဖီကန်ကလည်းအယမ်းနာမည်အနေထားပေါ့နော်။ဘောင်းဖီကအယမ်းနာမည်အနေထားလေးကွန်မက်တွေကတော့အမှန်ကန်ရေးလာကြတယ်နော်။음။အနားထောင်မကောင်းပေမဲ့လေးကြေကောင်းနေလေ။ဒါအယူဆက်လက်အမြင်လေးတွေပေါ့နော်။ဒီပြူခါလေးတွေကွန်မက်လေးတွေရေးကြတယ်အများကြီးပဲ။နောက်ခါနဘနာနာစိတ်ဘနာနာ အဆိုသင်တန်းကတက်လာတယ်ထင်တယ်လေနော်ဘနာနာအဆိုသင်တန်းကတက်လာတယ်လို့နောက်တယောက်ကထင်ပြီးနော်နောက်တယောက်ကလည်းပဲနော်ဘနာနာအဆိုသင်တန်းကတက်လာတယ်ထင်ပြီးတော့လည်းပဲကွန်မန့်တွေရေးတော့ပါသေးတယ်နော်ဒီလိုမျိုးပေါ့နော်အရန်ကို view များတယ်ကျွန်တော်ကြည့်စလောက်နော်အာ6မီလီယံပေါ့နော်4မီလီယံဆိုလို့ရှိရင်နော်တန်40ရေနော်ကိုတန်နော်ကိုသိန်းထိကြည့်တဲ့ဗီဒီယိုလေးတစ်ပုဒ်ပါဒီဗီဒီယိုကတော့ကြာပြီ2024ကဗီဒီယိုထင်နေနော်အဲ2လ5လပိုင်းလောက်ကဗီဒီယိုလေးပါ KB Guest မြန်မာပေါ်တော့ question Angles Collegation ကတင်လာတဲ့ဗီဒီယိုတွေပုံကိုကျွန်တော်လုံးနေနေမျှဝေပေးလိုက်ရပါတယ်ဒါကတော့အမ်ဒီလိုမျိုးเนาะ KTV မှာပေါ့နော်ဒီလိုတချင်းတွေဆိုကြတာတွေတင်ငချင်းတွေပြောတော့ကြားမှုတွေပေါ့နော်ဒီလိုမျိုးတွေရှိကြတာဒီကိစ္စတော့ကိုလိုသိနားမလည်ဘူးဆိုတော့ကဲဒီဗီဒီယိုဆိုတော့တဲ့အဆိုတော်လေးအပေါ်မှာပေါ့နော်ကျွန်တော်လေး view ဟာများဘလို့မှတ်ချပေးရှင်တယ်လေကျွန်တော်ရဲ့တောင်ကြီးသူကျူးချင်းတွေ comment ထဲမှာဆွေးနွေးတော်လို့ရပါတယ်ဗျာကဲဆက်လက်ပြီးတော့ကျွန်တော်နောက်တစ်ယောက်ပေါ့နော်ကဲနောက်တစ်ယောက်ကတော့ပေါ့နော်လူတွေအတိအမြတ်ရတယ်ပေါ့နော် လူတွေတင်ညာရဲ့နော်မိန်းကလေးရဲ့အသေးနှလုံးကိုလေးနော်စုတ်ကြိမ်နိုင်စွမ်းရှိတယ်မိန်းကလေးတွေအရန်ကြိုက်ကြတာပေါ့နော်ဆိုတော့ဒါဒီမင်းသားလေးကိုလူတိုင်းသိမိလို့ထင်ပါနော်ဟင်းဝေရံကဟင်းဝေရံရဲ့ပေါ့နော်မင်္ဂလာတရင်ကြိုက်ရတော့မယ်ဆိုတဲ့ fucking MCA နော်နောက်တစ်ခါဒီ social media မှာတင်လာတဲ့ဗီဒီယိုလေးပေါ့နော်အမေဖြေလေးလုပ်တော့တဲ့ဥစ္စာကျွန်တော်တို့နည်းနည်းဝင်ကြည့်ရမှာဖြစ်ပါတယ်ဗျာသားရဲ့မင်္ဂလာတရင်ကအားလုံးကြတဲ့တရင်အတိုင်းပါပဲလေသူတို့အရှင်ရှင်မြစ်တာမျှကြတယ်ဆိုရင်အဆင်ပြေပါတယ် ဒီနေ့ထဲမှာပဲမင်္ဂလာတင်ပြချက်မှာပါလို့ပြောလာတဲ့ဟင်းဝင်ရံရဲ့ဖတ်ခင်နဲ့မိခင်ကဲကျွန်တော်တို့နေ့နေ့ဝင်ကြည့်ရမှာဖြစ်ပါလေဗျာဘယ်သူနဲ့ဘယ်လိုစုံသွားမလဲပေါ့နော်ဒီလိုနာမကြီးမင်းသားတွေပေါ့နော်နာမကြီးမင်းသမီးတွေဆိုလို့ရှိရင်ပြောမှဆိုလို့ရှိဒီလောကတွေမှာသူတို့အမ်လှုပ်ရှားမှုတွေအများများကြတာပေါ့နော်အနုပညာလောကမှာသူခုမြအနုပညာလောကမှာလှုပ်ရှားမှုတွေများရဲ့မြရဲနောက်တစ်ခါရွေးရှင်မှုတွေသူလေးများတာပေါ့နော်နောက်တစ်ခါအတွေ့အကြုံလေးများတယ်မိန်းကလေးတွေချော့လှတယ်ပေါ့နော်မချော့တာရောချော့တာရောသူတို့အကုန်လုံး ဆုံဆွေးဖူးတယ်ပေါ့နော်အတွေ့အကြုံမြတ်တဲ့လူတွေပါဆိုတော့အခုကဘသူကိုရွေးချယ်တော့တယ်ဆိုတာကိုကျွန်တော်တို့သိတဲ့အတိုင်းပါပဲနော်ဒီလူတွေကျွန်တော်တို့ဘီဖာများသိမလို့ထင်ပါတယ်ဗျာကဲဆက်လာပြီးတော့အမေဖြေကျွန်တော်တို့ဝင်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုတော့လေတတိယကျားတဲ့တတိယကျောရယ်မှန်တယ်ရရှိပါတယ်ဟာကျားကျောင်းအဲ့ဒီဒီနှစ်မွေးနေ့လေးရတာတဟေကိုကျွန်တော်အရင်ပြော်ပါလေ။ဟုတ်ပါဘူး။ဒါကြောက်မှာပါ။ဘာလို့ဆိုရင်ကြားတော့ ို့ချင်းဟိုပြစ်တာကြမ်းကြတယ်။ဘာကြောင့်ဆိုရင်ဥရောအုပ်ကိုရရတယ်။ဒီနေ့တော့ပဲဟိုဟိုဒီနေ့ရှိတယ်။ ည်တယ်ဒီပိတ်ဆက်တော်များနဲ့မိန်းကြီးအများကြီးရတယ်ဗျာဒါတပိုင်းပေါ့နောက်တစ်ချက်ကလည်းအချင်းအသက်ပိုင်းခြားတယ်ဒီစိတ်တယ်ဘူးအပြည့်တဲ့နေ့ကကျတော့ဖြစ်ဖြစ်ရတာဖြစ်ဖြစ်ပြရပေါ့နော်အဲဒါဒေးတွေလည်းသူ့အလည်းကလည်းသူပြောနေတာဘာကြောင့်ဘာကြောင့်ရှိရှိတယ်ပေါ့နော်အဲလိုရှိတယ်အဲဒီပေါ်မှာတော့ဘုရုပေညာရဲ့တော့ဟိုမပြောဘူးပေါ့နော်ဒါလည်းဟိုဒီနေ့ပြောမှာပဲဟိုဘုရုပေညာတော့ဆိုတော့မသိသေးဘူးပေါ့နော်အဲ့တော့ကြောင်းနေကြောင်းကြောင်းပေါ့နော်အဲ့တော့အလျာပဲရေးနေ တပိပညာလည်းမသိသေးဘူးဟုတ်ကဲ့လေဟိုကျွင်းတာလေဟိုဒီမောဖမ်းပြောရင်ဟိုဟိုသဘောတူတယ်ပေါ့နော်ဘိုးတို့အရှိရှိမှမပြောရင်အကြောင်းရှိတယ်အကြောင်းဆိုဥသံဖိုင်ထဲကကျွတ်ရရှိတယ်ဒါအများကြီးရှိပါပဲဒါဥဒါတခါတည်းရှင်းတယ်လို့ဖြစ်တော်ကောင်းဖြစ်နေတော့မပြောခဲ့ဘူးမပြောခဲ့ဆိုတာအမှန်ပြောဥတို့ဟိုရင်ကုန်တက်ဝဲပဲနေခဲ့တာဟိုနေခဲ့ဆိုတာတိတိကျောင်းပြီးလိုက်တော့အကုန်လုံးဟိုပြောရဲစပရက်ထုတ်ရတယ်ဆိုတော့အဓိကနေတာကဥတို့ကလည်း ဒီမဟုတ်တို့ရတယ်အောက်ကြီးအခြေခံလာတယ်ဘဝတပါးလေးတို့စူးစမ်းခဲ့တယ်ဒီနေ့ဒီနေ့စူးစမ်းတော့ဟုတ်လားဆိုတော့ဟိုကုသမျိုးလည်းကြောရတယ်စူးစမ်းဖို့ပဲပြောရချမ်းသာတဲ့လူမဟုတ်စူးစမ်းပြီးမှဟိုတိတော့တဲ့နေနိုင်တဲ့နေရာပဲရှိတယ်အဲ့တော့ဘဒူကဘောမဒူဘဒူဘောဒူဆိုတာမရှိဘူးအကုန်လုံးသဘောတူတယ်ဟုတ်ဘောပြအဲ့တော့အဲ့ဒီဘောမှာသူ့ဟာတွေကကံတရားကြောက်ပြီးပြောတာရှိတယ်ညာဘောကျိုးရဲ့သူ့ဟာတွေကတော်ပြောပါ ဟွန်းအဲ့ဒီမျိုးကိုတို့ဘယ်သူနဲ့မှဘာရလဲမဟုတ်ဘူးကြွကိုတို့ကလည်းသူတို့ဘောရမှာပဲဘာလို့ဆိုရင်ရတယ်သူချင်းဟိုမိတာပြန်ရတယ်ဘာကြောင့်ဆိုရင်ဥတို့အုပ်ကိုရတယ်အဲဘာလို့ဒီဒီနှစ်မွေးနေ့လေးရတာတကယ်ကိုကျွန်တော်အယမ်းပျော်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလေဟဲ့အားလုံးကျွန်တော်အတိပေးမယ်ဆိုတော့စိတ်ကိုစမ်းသပ်လေးရှိလာပြီဆိုတော့ねကျွန်တော်အားလုံးကိုကျွန်တော်အတိပေးမှာပါပြောပြမှာပါဟုတ်ကဲ့ တော့မှန်တော့မှန်တော့ဟုတ်တယ်။အဲ့ဒါလည်းရမယ်လေ။ဒီကစီလေ။ဒါကတော့သူကခြေနဲ့လားဆိုတော့ဟိုသူ့ကိုခြေချတယ်ခြေချတယ်ဟိုလေးစပုံပုံပဲဟိုပီတိဖြစ်တယ်ဘောနော်ဆိုတော့သူ့ကိုခြေပြထားပြတယ်ဟိုဘာရဘာအကုန်လုံးသူ့ကနဲ့သူ့ကိုလေးဖြစ်တယ်ဆိုတော့ကဟိုလေးဖြစ်တော့ပဲအကောင်းဆုံးနေခြေထားတော့အဲကျွန်တော်ကတော့လေဘာပြောဟိုဘာပြောအများတန်းကျွန်တော်စိတ်ချမ်းသာပါတယ်ဟိုပြောရမယ် မိဘလည်းကျွန်တော်အဆက်ချမ်းသာအောင်မထားတယ်။အဲပြီးတော့ကျွန်တော်လည်းတက်နိုင်သလောက်ပေါ့နော်။အခုခုခုအမြဲတမ်းဖြောရှင်အောင်ဆက်ချမ်းသာအောင်လည်းနေဖြစ်ပါတယ်ပေါ့နော်။ဟုတ်တယ်။သူကသူကအမြဲတမ်းဆက်ချမ်းသာ။ဟုတ်ဟုတ်။သူကနေအေးလို့။ဒီကကျတော့ဥပယောကတော့ဘေးကနေကြီး။ဒါကြသူအားလုံးအားလုံးပြေတော့။သူကအေးအရင်အေးကြတယ်။အရင်အေးကြတယ်။အေးကြတဲ့ပုံမှာသူကတော့အေးကြတဲ့ဘုရားဆက်ချမ်းသာ။ဟုတ်။ဒီမှလေးပေါ့သူကဖြစ်နေတယ်။အဲ့ဒါတော့သူကဖြစ်တယ်လေ။ မပြစ်လိုက်တော့ပြစ်တဲ့အချိန်မှာပြောပြစ်တယ်ပြစ်လိုက်ချိန်မှာပါနော်အကြောင်းပါကြောင်းပါဟုတ်ကဲ့ကျွန်တော်တို့မိသားစုပေါ့နော်ကျွန်တော်တို့မိသားစုပေါ့နော်ဟိုချစ်ခင်ကြားတဲ့သူများအားလုံးနဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကြာပါသေးတယ်။အင်္ဂါမပါဘူး။ကဲဒါရောနော်။အင်းကိုရန်ရဲမင်္ဂလာတရံကြားတော့မယ်ဆိုတော့ဖတ်ခင်ပါ။ ငါဘသူပြောဆိုတာတော့နော်ဖေကမပြောသေးပါဘူးဒါမဲ့ခူလောစီမှာတော့အဲ့လိုမျိုးပေါ့နော်ဒီနှစ်မှာပဲကြားတော့မယ်အနေထားလေးပေါ့နော်အဲ့လိုမျိုးဖြစ်ပါလေဆိုတော့ဒီအပေါ်မှာပေါ့နော်သူ့အဖေကလေးပဲသူ့ရဲ့သားကအေးအေးချမ်းချမ်းနေတဲ့လူပေါ့နော်စိတ်ချမ်းသာတယ်နောက်တော့သူ့သားကလည်းပေါ့နော်အဖေမိရာအမ်မြစ်တာအောင်မှာနေရဆိုတော့ဘိုးကြီးအေးချမ်းမှုကိုနော်မိဖရဲ့မြစ်တာကိုရရှိတဲ့ပုံပေါက်ပါတယ်စိတ်ချမ်းသာတယ်ဆိုတော့ဒီပုံမှာပေါ့နော်ကျွန်တော်ရေယူဟာမြားပေါ့နော်ဘသူနဲ့ဖြစ်နိုင်တယ်လေပေါ့နော်အမ်ဒီကိစ္စတွေကတော့ ရိသတ်တွေကပေါ့နော်ချိုးဆိုလို့ရှိရင်တရားပေါ့နော်ဝမ်းစုခိုင်တင်းနဲ့ထင်ရတယ်ချိုးဆိုလို့ရှိရင်စုပစ်တည်နေထင်ရတယ်ပေါ့နော်ဒီနှစ်ယောက်တွေဟာဘသူဘသူဖြစ်နိုင်တယ်လေပေါ့နော်ကျွန်တော်ရေတောင်ကြီးသူယူချင်နေရေထင်ကွန်မက်ထင်မှလေးဆွေးနွေးတော်လို့ရပါတယ်ဘသူနောက်ဖြစ်နိုင်တယ်လေဘသူကိုပို့ပြီးတော့ဒီဟင်းဝင်ရတာပေါ့နော်သဘောကျတယ်လေဆိုတာကိုလေးပဲနော်ကွန်မက်ကျွန်တော်ရေယူကြည့်တောင်ကျူသူယူချိန်နေရဲ့ comment ထဲမှာဆွေးနွေးတော့ရပါလိမ့်ဗျာ။ကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါတယ်။နောက်အသေးအဆင်လာမယ့် video များမှာလည်းပြန်လည်ဆုံဆဲဖို့ကျွန်တော်ရဲ့ viewer များကိုဖိတ်ခေါ်လိုက်ရပါလိမ့်ဗျာ။